တခါတော့ကအင်မတန်တည်ငြိမ်ရင့်ကျက်တဲ့ပညာရှိနှစ်ယောက်ဟာအလန်တိုင်းတစ်ခုရဲ့အရှိမမတ်တည့်ရပြီးတော့မှသူတို့စကားတွေပြောနေကြပါတယ်။နော်သူတို့လောကကြီးအကြောင်းတွေပြောနေကြတယ်၊ဆွေးနွေးနေကြတယ်၊လူတွေအကြောင်းကိုလည်းဆွေးနွေးနေကြတယ်။အဲ့ဒီအချိန်မှာလေကစပြီးတော့မှတိုက်ပါတယ်။လေတိုက်တော့အဲ့ဒီအလန်တိုင်းထိတ်မှရှိနေတဲ့အလန်ကစပြီးတော့မှလှုပ်လာပါတယ်။အဲ့တော့လှုပ်လာတော့ပထမပညာရှိကပြောလဲဆိုတော့အော် အလံလေးတောင်မှလှုပ်နေတာပဲเนาะအလံတိုင်းထိတ်ကအလံလေးလှုပ်နေတယ်အဲ့လိုပြောပါတယ်ပြောတော့နောက်ထပ်ပညာရှိကဟာမဟုတ်ဘူးဆရာအဲ့ဒါဆိုလို့ရှင်တော့မှားနေပြီဒါကအလံတိုင်းထိတ်ကအလံလှုပ်တာမဟုတ်ဘူးလေလေကလှုပ်နေတာလေကလှုပ်နေတာဖြစ်တဲ့အတွက်အလံလေးဟာလည်းလှုပ်နေတယ်ဆိုပြီးတော့မှ ပြောပါတယ်အဲ့တော့ပရမပညာရှိကဒါကိုလက်မခံနိုင်မှမြင်နေရတာပဲเนาะမြင်နေရတာပဲအလံဒီအလံလှုပ်နေတာလीအ မဟုတ်ဘူးအလန်းလှုပ်နေတာအဲ့တော့နောက်တစ်ယောက်ကအလန်းကသူ့အတူနေလှုပ်မှာမဟုတ်ဘူးလေကလှုပ်နေလို့လှုပ်နေတာဆိုပြီးတော့မှသူတို့နှစ်ယောက်အငင်းကုန်ဖြစ်လာပါတယ်နောက်ပိုင်းအတန်နေကျဲလာတယ်နော်ကြောက်တော့ကြော်အော်ရအဆင့်တစ်ယောက်ဖြစ်လာတယ်အဲ့ဒီအချိန်မှာပဲတက်တရားမြောက်ပညာရှိကအဲ့နေရာကို state စိတ်ရောက်လာတယ်ရောက်လာပြီးတော့မှဘာပြောလဲဆိုတော့အဲ့တော့ပညာရှိနှစ်ယောက်စလုံးခဏရက်ပါအဲ့တော့ကျွန်တော် ပြောပါမယ်အဲ့တော့အခုလောလောဆယ်ဖြစ်နေတဲ့အနေထားဒီအလံကလှုပ်နေတာလည်းမဟုတ်ဘူး လေကလှုပ်နေတာလည်းမဟုတ်ဘူးခမားတို့ရဲ့စိတ်တွေကလှုပ်ရှားနေတာခမားတို့ရဲ့အတွင်းစိတ်တွေကလှုပ်နေတာလို့ပြောလိုက်တဲ့အချိန်မှာတင်ညာရှိနှစ်ယောက်စလုံးနားလည်သွားတယ်သူတွေးပြောမှာအော်ဟုတ်တာပဲနော်အဲ့တော့အလန်နဲ့အလန်လှုပ်နေတာလည်းမဟုတ်ဘူးလေလှုပ်နေတာလည်းမဟုတ်ဘူးသူတို့ရဲ့အတွင်းစိတ်တွေကလှုပ်နေကြတာဆိုတာကိုသိသွားတာအဲ့တော့သူတို့ပြဿနာမဖြစ်တော့ဘူး ACC ဖြစ်သွားတယ် တော့ဒီကြောင်းအရင်ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်တို့ငယ်တွေမိတ်ဆွေတွေကိုကျွန်တော်ကဘာပြောချင်တာလဲဆိုတော့ကျွန်တော်တို့ဘဝတွေမှာလည်းဒီအတိုင်းပါပဲပြင်ပမှာဖြစ်နေတဲ့ပြဿနာတွေပြင်ပမှာလှုပ်ရှားနေတဲ့အရာတွေထက်ကျွန်တော်တို့ရဲ့ယဉ်တွင်းထဲမှာဖြစ်နေတာတွေယဉ်တွင်းထဲမှာလှုပ်ရှားနေတဲ့အရာတွေကတိတ်ပြီးတော့အရေးကြီးပါတယ် အဲ့တော့ကျွန်တော်ကြုံမှုလိုက်မယ်เนาะအဲ့တော့အကျွေးလေးဆိုကြပါစို့9000မဆက်တာနဲ့တယောက်နဲ့တယောက်ရန်နေဖြစ်ပြီးတော့မှနောက်ပိုင်းမှာမာရာကေ့ချ်တွေဖြစ်သွားတယ်လို့ကျွန်တော်ရှိမှုလိုက်မယ်အဲ့ဒီအကျွေး9000ကပြဿနာမဟုတ်ပါဘူးเนาะပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီကျွေး9000ကခုနကလှုပ်ရှားနေတဲ့အရာဒါပေမဲ့ပြဿနာကြီးမဟုတ်ဒါပေမဲ့အဲ့ဒီအကျွေး9000ကျောင်းမို့လို့ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့လှုပ်ရှားလာတဲ့အရာကဒါအရေးကြီးပြီးတော့မှခုနကလိုမျိုးနောက်တစ်ယောက်နဲ့တစ်ယောက်ကိုလေးလက်ရောက်တူကျွန်တော်တို့ဖြစ်ကုန်တာပါ ကြောင့်မို့အခုဒီဗီဒီယိုကြည့်နေတဲ့သရုပ်လူငယ်တွေမိတ်ဆွေတွေဒီလေဘဝမှာကိုကအောင်မြင်ခြင်းနဲ့ချမ်းသာကြွယ်ဝမှုတွေရခြင်းနဲ့စိတ်ငြိမ်းချမ်းမှုကိုရခြင်းနဲ့ကျန်းမာရေးကောင်းခြင်းနဲ့တော့လူတွေရဲ့လေးစားတာကိုခံခြင်းနဲ့ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အတွင်းစိတ်မလှုပ်ရှားဖို့လှုပ်ရှားရင်တောင်မှထိမ့်ချုံနိုင်မှုကျွန်တော်တို့သိကိုအရေးကြီးပါတယ် နော်ဖြစ်နေမှာပဲပြင်ပပြဿနာတွေเนาะကျွန်တော်တို့ဆိုလို့ရှိရင်လေစီးပွားရေးလုပ်ငန်းတွေလုပ်တယ်လုပ်ငန်းရှင်ဖြစ်တယ်တို့ကဟိုလုပ်ငန်းပြဿနာတက်ဒီလုပ်ငန်းပြဿနာတက်ကိုယ့်ရဲ့ဝန်ထမ်းတွေကဒီလိုဖြစ်ဟိုလိုဖြစ်အဲ့တော့ပြောတင်တာဒီပါလို့ဆိုဖြစ်နေတာပဲဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲကနေပြီးတော့မှလှုပ်ရှားသွားပြီးကိုယ့်ရဲ့စိတ်ထဲကမနိုင်မနှင်းဖြစ်သွားပြီးဆိုတော့ပြဿနာတွေရှိပါတယ်အဲ့တော့တို့တို့ကကိုယ့်ရဲ့အတွင်းစိတ်လှုပ်ရှားလာပြီးဆိုလို့ရှိရင်တော့ကျွန်တော် follow လုပ်တဲ့ rules တွေတခုရှိတယ် တော့အခုဒီဗီဒီယိုကြည့်နေလဲကျွန်တော်တို့ငယ်နေမိတ်ဆွေတွေအတွက်လုပ်ငန်းရှင်တွေအတွက်တိတ်ကိုရေးရှိနေအဲ့တော့အဲ့ဒီ follow ဆိုတဲ့ rules ကကျွန်တော်တို့ဘာလဲဆိုတော့20 20 20ဆိုတဲ့ law နော်စဉ်းစားမယ်နော်အဲ့တော့20 20 20ဆိုတဲ့ law အဲ့တော့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကကိုတခုစိတ်လို့ရှားလို့လုပ်တော့မယ်ဆိုလို့ရှိရင်နောက်ထပ်ကိုလုပ်လိုက်ပြီးလို့ပြောလိုက်ပြီးလို့ဖြစ်ပြီးသွားရင် second 20နေရင်ကိုဘာဖြစ်မလဲ 30 seconds ဒီနေ့3 5 6 9 10 7 7 2 3 4 5 6 7 8 9 10 20 20 20 20 second နေရင်ဘယ်လိုရှင်းနေရှိမလဲเนาะအဲ့တော့ဟုတ်ပြီနောက်ထပ်ထပ်ပြီးတော့မှနိုင်20နေရောနော်ကိုကိုကိုရဲ့စိတ်လှုပ်ရှားမှုပုံမှာအခြေခံပြီးတော့မှလှုပ်လိုက်တဲ့ပုံမှာအခြေခံပြီးတော့မှနိုင်20နေရောဘယ်လိုပြဿနာရှိမလဲโอเคအဲ့လိုပဲနောက်ထပ်အနည်း20နေရော စက္ကန့်20နာရီ20နှစ်20နော်ဝေးတော့ဝေးသွားတယ်အဲ့တော့နှစ်20နေရောကိုဘွားဒီလိုမျိုးကိုရဲ့ဟဲ့လားအတွင်းစိတ်လှူရှားသွားတဲ့အတွက်လုံလိုက်တဲ့ action ပေါ်မှာအခြေခံပြီးတော့မှနောက်တစ်နှစ်20မှာကိုဒီအတွက်ပါပေးဆက်ရမယ်ဘာတွေကိုကိုပြန်လုပ်ပြရမယ်20 20 20လောကိုကျွန်တော်လေ့လာကြည့်လုပ်ကြည့်ဒါဆိုလို့ရှင်တော့ကိုရဲ့အတွင်းစိတ်လှူရှားလာတာတောင်မှထိန်းထိန်းသိမ့်သိမ့်နဲ့ကိုရောက်ချင်တဲ့ဘန်းနိုင်ကိုရောက်အောင်သွားနိုင်နေမယ်စိတ်ချမ်းမြေမှုချမ်းသာကြွားဝမှုတွေရပါလိမ့်မယ်ဒါလေးကိုကျွန်တော်လေ့ကျင့်ကြည့်ပါ အဲ့တော့ကျွန်တော်ခဏခဏပြောသလိုပဲအဲ့တော့ပြင်ပမှာဖြစ်နေတဲ့ပြဿနာတွေဒီပြဿနာမဟုတ်ပါဘူးဖြေရှင်းလို့ရပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ရင်ထဲမှာလှုပ်ရှားလာပြီးပြဿနာတွေဖြစ်လာပြီဆိုလို့ရှိရင်တော့ဖြေရှင်းရခက်ပါလိမ့်မယ်အဲ့တော့တခုတွေးလိုက်နိုင်မယ်လို့ကျွန်တော်ထင်ပါတယ်เนาะတခုတွေးလိုက်နိုင်မယ်တယ်ဆိုလို့ရှိရင်တော့ကုန်းမမှာကိုပါစဉ်းစားလိုက်နိုင်လဲဆိုတာကိုတစ်ချက်တော့ရေးပြပါအောင်အဲ့တော့ဒါကျွန်တော်ကြည့်ချင်ပါတယ်ဒီဗီဒီယိုဆုံးဖြတ်ချင်ပြတော့လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလင်းအောင်ပါနေလာရှိတော်နေလေးဖြစ်ပါစေ